ိုဘားရကလည်းမလာအရှင်သလုံးဘဝမှာအတိတ်ပဲရှိရှိရှင်သင်ရဖို့အများကြီးမလိုအပ်ပါဘူးပျော်ရွှင်စရာလေးတွေဖဲ့ပေးတဲ့လူလေးစုတွေရဲ့ ငွေထွက်ကျင်လာတဲ့တနေ့သားတွေကဘုဖြစ်ဒီမှာမားလည်းနေတဲ့ကိုလာမှာမဟုတ်ဘူးချစ်ရတဲ့သူရဲ့အင်္ဂလန်ကတည်းကတည်းကတည်းကနေပါပဲယူလိုက်တက်ဟာဒီနေရာဒီအကြောင်းပြပြပတ်မှာဆိုင်းစင်မတူခေါ်ယူသွားဖို့ရှိနေပြီဒီကောက်တဲ့ဟာလည်းဦးစားပေးပြင်မှတ်အပြည့်ရှိနေခဲ့ပါတယ်အသက်29နှစ်ရွယ်စီရင်တိုင်းဆင်မူဟာဒီနေ့နေရာဒီပေါ့ဥရောပခြေသည်အသင်းနဲ့ပြင်မှတ်ဖြစ်သလိုကစားမကိုယ်တိုင်ကလည်း sporting ကနေထွက်မယ်ဆိုရင်အတီးပြူထားသူဖြစ်ပါတယ်ပေတာကျုကရဟာပြီးခဲ့တဲ့ရာသီလုံးက sporting အတွက်ပြိုင်ပွဲဆုံး52ပွဲမှာ54ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီးတော့အသင်းအတွက် portuguese မှာဘေးဖလားကိုစုခုနိုင်ခဲ့ပါရင် ကျွန်တော်တို့က United နဲ့ဂျိုကာတို့အကြားဆွေးနွေးမှုတွေဟာခီးရောက်ခဲ့ပေမဲ့နောက်ပိုင်းမှာ Sporting နဲ့ကစားမကြားကပြဿနာအကြောင်းကြန့်ကြာနေကြရဖြစ်ပါတယ်။ဂျိုကာရဲ့ကိုယ်တိုင်က United ကိုပြောင်းရွှေ့ဖို့လမ်းဖွင့်ထားတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့ပေမဲ့အခုတော့ United ကိုမလာတော့ဘူးလို့ညင်းဆန်လိုက်ကြောင်း Portuguese သတင်းစာ record ကအတည်ပြုလာခဲ့တာဖြစ်ပါတယ်။နာမည်ကျော်သတင်းတော် Fabrizio Romano ကလည်း Vida Joker ရဲ့အနေနဲ့ United ရဲ့ဆက်သွယ်မှုများကိုရှိခဲ့တော့လဲစိတ်ဝင်စားမှုမရှိကြောင်းသိရပါတယ်။ United အနေနဲ့ဒီပြောင်းရွှေ့အတွက်ဖြစ်နိုင်ခြေအားဖြင့်နေပါသွားပြီလို့သုံးသပ်လို့ရပါတယ်ဆိုပြီးတော့အတည်ပြုလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ Manchester Evening News သတင်းဌာနရဲ့ဖော်ပြချက်မှာတော့ United ဟာ Joker Red ကိုအမှန်တကယ်ခေါ်ယူဖို့စံနာမရှိပဲအလို့သဘောမျိုးမေးမြန်းခဲ့တာမျိုးလောက်သာရှိတယ်လို့သိရပါတယ် United သတင်းတော်တူဖြစ်တဲ့ Anime Tin ရဲ့ပြောပြချက်အရ Old Trafford မှာအပြောင်းအလဲကိစ္စရက်တွေကိုမေးမြန်းခဲ့ရမှာဒီကိစ္စကိုကင်တွယ်နေတဲ့ Senior ဝန်ထမ်းတူက Joker Red ရဲ့နာမည်ကိုပြောသံမကြားမိဘူးလို့တုံ့ပြန်ခဲ့တာဖြစ်ပါတယ် Anime Tin က တကယ်တော့ငါက United အပြောင်းရွှေ့ပိုင်းကစီနီယာဝန်ထမ်းတူနဲ့စကားပြောခဲ့ရမှာ Old Trafford မှာ Joker ရဲ့နာမည်ကိုပြောစံမချမိဘူးဆိုပြီးအကြောင်းပြလာခဲ့ပါတယ်။ဆိုလိုချင်တာက United ဟာ Joker ရဲ့သတင်းတွေစတိုက်ထွက်နေပေမဲ့သူတို့အနေနဲ့ကစားသမားကိုအမှန်တကယ်ခေါ်ယူဖို့အစီအစဉ်မရှိတဲ့ပုံပါပဲ။ဒါပေမဲ့ကစားသမားစီကအဖြေကိုကြိုတင်ထားလို့လက်ရှောင်တာလည်းဖြစ်နိုင်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ United ဟာအခြားတိုက်စစ်မှုတွေကိုစတင်စူးစမ်းသွားတော့မှာဖြစ်ပါရင် United ရဲ့ရေဒါထဲမှာတော့ဂျူကာရဲ့အပြင်တိုက်စစ်တိုက်စစ်မှု Benjamin Sako နဲ့ ဒါပေမဲ့တိုင်းစင်မိုဗီတာအိုစင်ဟန်တို့ရှိနေကြပါတယ်။ဗီဂျင်မင်ဆက်ကိုကိုခေါ်ယူဖို့အတွက်အာဆင်နယ်တင်းကလည်းစိတ်ဝင်စားနေပြီးလိုင်းစင်တင်းနဲ့ဆွေးနွေးမှုတစ်စုံတစ်ရာတော့ပြုလုပ်ရခြင်းမရှိသေးပါဘူး။ဆက်ကောအသက်နဲ့ဆက်သုံးနေရတာရှိသေးတဲ့အပြင်အမင်ပေါ်အားသာချက်ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်တာကြောင့် United အနေနဲ့ခေါ်ယူတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းဆက်ကောရဲ့ပြောင်းရွှေ့ခြင်းကိုလိုင်းစင်ဘက်ကရိုးတန်းတရာဝင်းကျင်လောက်တောင်းခံနေတာကြောင့် PSC စီမင်းရဲ့ညှိနှိုင်းဝယ်ရှိနေတဲ့ United အသင်းအနေနဲ့ဆက်ကောကိုစူးစမ်းပါမလားဆိုတာကလည်းစဉ်းစားစရာရှိနေပါတယ်။ ဗီတာအိုစီမန်ကတော့ United ကိုပြောင်းရွှေ့ခြင်းနဲ့ဆိုပြီးတော့တရားဝင်ပြောကြားထားတယ်လို့ United ကလည်းကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်ဒါပေမဲ့ဗီတာအိုစီမန်ကိုခေါ်ယူရေးမှာအဓိကပြဿနာကကစားသမားရဲ့လုံခလာစာဖြစ်ပြီးတော့ ဗီရာအိုစီမာယူနိုက်တက်အသင်းမှာတပတ်ကိုလောက်ခလာစားပေါင်၄သိန်းဝန်းကျင်လောက်အလိုရှိနေတာဖြစ်ပါရင်ယူနိုက်တက်အနေနဲ့ဒီကစားမနှစ်ယောက်အပြင်ဘရန်ဘတ်အသင်းရဲ့တိုက်စင်မှု NKTK ကိုလည်းစောင့်ကြည့်နေပါရင်ဘရန်ဘတ်ကတော့ကစားမကိုရောင်းချဖို့အစီအစဉ်မရှိပေမဲ့ယော်တန်တရားနဲ့ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့လက်ခံစဉ်းစားပေးသွားမယ်ဆိုပြီးတော့အကြောင်းပြန်ထားတာဖြစ်ပါရင်နောက်ဆက်မှာတော့ယူနိုက်တက်အသင်းဟာဘရန်ဖို့အသင်းရဲ့ကွင်းနဲ့တိုက်စင်ကစားမဘရန်အန်ပူမိုကိုခေါ်ယူဖို့အတွက်ဆက်လက်ဆွေးနွေးမှုတွေပြုလုပ်နေပါရင်ယူနိုက်တက်အနေနဲ့အန်ပူမိုကိုခေါ်ယူလို့မရခဲ့ဘူးဆိုရင် ဘုံမောင်အတင်ရဲ့ကွင်းလက်တိုင်းစီကသားမှာစီမံညိုနဲ့ယူကာဆယ်တင်ရဲ့ကွင်းလက်တိုင်းစီကသားမှာ EC တို့ကိုပြောင်းလဲခေါ်ယူသွားမယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါဗျာ။ဗီဒီယိုလေးကတော့ပဲ။နောက်နေ့မှလည်းအခစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။